န်ကိုရီးယားစုရောက်ဟာအစိတ်တော့ဖြစ်စေတဲ့ဆက်ဆံရေးတွေမှာပါဝင်နေသူတွေတာမမဟုတ်အကြမ်းဖက်တဲ့ခြေသူတွေနဲ့လမ်းခွဲပြီးတဲ့နောက်ဖြစ်ပွားခဲ့တဲ့လူသတ်မှုတွေကြောင့်အကြမ်းဖက်မှုနဲ့နောက်ရောက်ခံလိုက်ခြင်းတွေပေါ်ပြင်းပြင်းထန်ထန်ရေးယူသွားမယ်လို့ကတိပြုလိုက်ပါတယ်။ရတပွဲဟာပြစ်မှုကျွလွန်ခံရသူမလို့အပဲရာဇမှုစုံစမ်းစစ်ဆေးမှုတွေကိုစတင်လှုပ်ဆောင်ခွင့်ရမှာဖြစ်တယ်လို့ကျူလွန်ခံရသူကလည်းတရားရုံးကနေအကာအကွယ်ပေးဖို့တိုက်ရိုက်တောင်းဆိုနိုင်မှာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့တဲ့ချက်လက်တွေအရ ဒီနှစ်ဇန်နဝါရီလကနေဇွန်လအထိချစ်သူတွေကြားအကြမ်းဖက်မှုပေါင်း၄၈၀၀၀၀လောက်ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ဆေးတွေ့ရှိချက်တွေအရလွန်ခဲ့တဲ့၃နှစ်တွင်ချစ်သူတွေကြားအကြမ်းဖက်မှုတိုင်ကြချက်တွေဟာ90ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ပြီး၂024ခုနှစ်တနည်းထဲမှာပဲကိုခန္ဓာထိခိုက်ဒဏ်ရာရအောင်လှုပ်ဆောင်ခဲ့လို့ဖမ်းဆီးခံရသူပေါင်း14900ဦးထိရောက်ရှိခဲ့ပါတယ်။ရာဇဝမှုမျိုးစားလိုက်ကြည့်မယ်ဆိုရင်တိုက်ခတ်မှုနဲ့ဒဏ်ရာရရှိမှုတွေကထိတ်ဆုံးမှရှိပြီး စုစုပေါင်းရဲ့69ရာခိုင်နှုန်းလောက်ရှိတဲ့အမှုပေါင်းတထောင်နီးပါးရှိခဲ့ပါလေ။ဒါပြင်စေချောင်းသားတူကသူ့ချစ်သူကိုတတ်ခဲ့တဲ့ကိစ္စနဲ့မကြသေးမီကဖြစ်ပွားခဲ့တဲ့ဝီဂျောင်ဘူးလူသတ်မှုပါဝင်လူသတ်မှုအနေငယ်လည်းရှိခဲ့ပါလေ။ဒါပေမဲ့ချစ်သူတွေအကြကြမ်းဖက်မှုတွေနှစ်စဉ်မြင့်တက်လာနေပေမဲ့ပြစ်မှတ်ထားခံရသူတွေအတွက်အကောက်ွယ်ပေးမှုအဆင့်ကတော့မလုံလောက်ဘူးလို့ထောက်ပြခံခဲ့ရပါတယ်။ရဲတပ်ဖွဲ့က လွန်ခဲ့တဲ့9နှစ်အတွင်းအကြောင်းမျိုးမျိုးကြောင့်အကြမ်းဖက်ခံရသူတွေကိုအကာအကွယ်ပေးမှုညှော်နှဲလာခဲ့တယ်လို့အတည်ပြုခဲ့ပြီးအာဏာပိုင်တွေရဲ့စွမ်းဆောင်ရည်ပေါ်စိုးရိမ်မှုတွေတိုးပွားစေခဲ့ပါတယ်။လွန်ခဲ့တဲ့9နှစ်အတွင်းစိုးရိမ်ပူပန်နေရသူ60ရာခိုင်နှုန်းကိုအထူးစမတ်တာယီတွေနဲ့အခြားဆောင်ကြည့်ရည်နဲ့ခြေအားကံကိရိယာတွေပြည့်ရခဲ့ပါတယ်။ဒါပေမဲ့ရွေးချယ်မှုလူသက်မှုမှာစမတ်နာယူတွေဟာအသုံးမဝင်တာကိုတွေ့ရှိခဲ့ရတာကြောင့်ပိုကောင်းတဲ့အစီအမံတွေအတွက်တောင်းဆိုမှုတွေညှင့်တက်လာနေပါတယ်။အားနည်းချက်တွေရှိနေတာကြောင့် GPS ပါတဲ့ခြေချင်းဝတ်တွေနဲ့ထက်တလဲလဲ 3B ချက်တွေကိုမလိုက်နာတဲ့သူတွေကိုထိမ့်သိမ်းထားဖို့စတဲ့ရွေးချယ်စရာတွေကိုစဉ်းစားနေပါတယ်။တာမြင့်မိန်တွေကိုအမှန်တကယ်မလိုက်နာသူတွေကိုချက်ချင်းဖမ်းဆီးခွင့်ရဲစစ်စင်မေးမြန်းခွင့်ကိုလည်းအာဏာပိုင်တွေကို ပေးထားပါတယ်။ကြားမှတန်းတူညီများကြီးနဲ့မိသားစု ရေးရာဝန်ကြီးကအနောက်ရှက်ပေးခင်ရတဲ့သူတွေစိုးရင်ပူပန်မှုမရှိဘဲနေစဉ်ဘဝကိုဖျက်ဆီးနိုင်အောင်စိုးမျိုးကအေဂျင်စီအားလုံးနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကတိပြုထားပါတယ်ခင်ဗျာ။ ိုင်းရန်ပိတ်ဆို့ခံထားရပြီးမယံမနာဘုံကျဲတိုက်ခတ်ခံနေရတာကြောင့်နေစီမချဆီယံဝန်များအဖွဲ့ MSF ကသူတို့မှာရွေးချယ်စရာမရှိတော့ဘဲဂါဇာမြို့ကနေထွက်ခွာရတော့မယ်လို့ပြောကြားလိုက်ပါတယ်။ပါလက်စတိုင်းရဲ့ဂါဇာမြို့မှာအစ္စရေးရဲ့မယံမနာထိုးစစ်ဆင်မှုတွေကြောင့်လုံခြုံရေးအခြေအနေယုံကြည်ဆိုးရွားလာပြီးနေစီမချဆီယံဝန်များအဖွဲ့ကအရေးပါတဲ့ကျန်းမာရေးနဲ့ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေကိုဆိုင်းငံ့လိုက်ရပါတယ်။ရန်နာဆိုင်းငံ့ရတဲ့အကြောင်းရင်းတွေထဲမှာလေချောင်းကနေဇက်တိုက်ဘုံကျဲမှုတွေနဲ့ တန်ကားတွေဟာ MSF ရဲ့ကျမ်းမာရေးစောင့်ရှောက်မှုဌာနတွေကနေ1ကီလိုမီတာတော့မဝေးတော့တဲ့အကွာမှာချင်းကပ်လာနေတာတွေကြောင့်ဖြစ်ပါတယ်လို့ MSF ရဲ့ website မှာရေးသားထားပါတယ်။ဂါဇာမြို့ကနေမြို့ကံများပြားဆွန့်ခွာသွားကြပြီဖြစ်ပေမဲ့လူသိမ်းမုံများစွာကတော့မြို့ကိုဆွန့်ခွာလို့မရတယ်လို့ကြံရင်နေခဲ့ဖို့ကလွဲလို့တခြားရွေးချယ်စရာလည်းမရှိကြပါဘူး။ Israel ရဲ့ဆက်လက်ထိုးစစ်ဆင်မှုတွေဟာဂါဇာမြို့ရဲ့ရပ်ကွက်တွေကိုရော Palestine စစ်ဘက်ဆိုင်ရာကယ်ဆယ်ရေးအသင်းရဲ့ ကုသရေးစံတန်းလိုမျိုးအဓိကကျတဲ့နေရာတွေကိုပါဖျက်ဆီးခဲ့ပါတယ်။ကျန်းမာရေးဌာနတွေဟာဒီပရိပက္ခစကလေးကပြစ်မှတ်ထားခံရတာဖြစ်ပါတယ်။ facilities have been targeted since the beginning လုံငယ်တဲ့ဆယ်ရက်လောက်ကပဲ MSF ဖွဲ့ရဲ့73ရောက်မြောက်လုပ်ဖို့ကင်ပတ်ဟူစိန်ကိုဆုံးရှုံးခဲ့ရပါတယ်။သူကအစ္စရေးလေကြောင်းတိုက်ခတ်မှုအတွင်းရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့တေဆုံးသွားခဲ့တာပါ။ဒီပရိပက္ခမှာကျန်းမာရေးဝန်ထမ်း1500ကျော်တေဆုံးခဲ့ပြီးပါပြီ။ဒီတော့သူတို့တွေပြစ်မှတ်ထားခံခဲ့ရတယ်။ကျန်းမာရေးဌာနတွေဝင်ရောက်စီးနှင်ခံခဲ့ရတယ်။ ရလကတော့ဂါဇာရဲ့ကျမ်းပါရေးစနစ်ကလုံးဝကိုပြိုလဲသွားပါပြီလို့ MSF ရဲ့အရေးပေါ်ညှိနှိုင်းမှုကပြောဆိုပါတယ်။အစ္စရေးစစ်တပ်ကပျက်စီးပြီးသားအဆောက်အဦတွေကိုဖုံမှုန့်ဖြစ်သွားတဲ့အထိကိုဘုံကျဲတိုက်ခိုက်နေတာကြောင့်အစာအစာရေနဲ့ခုံလုံးစရာနေရာရရှိရေးဟာအတော့ကိုအခက်အခဲဖြစ်နေပြီးလက်ကျန်လဲပတ်နေတဲ့စေကူတာဂန်လူတွေကတော့မနိုင်ဝပြနေပါတယ်။ဂါဇာမြို့ရဲ့လက်ကျန်စေကန်တွေဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲဆီယံဝန်နဲ့တွေ့ဆုံမှုပေါင်း3600ကျော်ပြုလုပ်ခဲ့ပြီးအာဟာရချို့တဲ့နေသူ1600ကိုပြုစုစောင့်ရှောက်မှုပေးခဲ့ရပါတယ်လို့ MSF ကဆိုပါတယ်။ဂါဇာမြို့ရဲ့ MSF လုပ်ငန်းတွေကိုဆိုင်းငံ့လိုက်ရပေမဲ့ MSF ရဲ့တခြားဆေးရုံတွေဖြစ်တဲ့ Al Hilu နဲ့ Al Shifa ဆေးရုံတွေကိုလည်ပတ်လို့ရသမျှကျန်းမာရေးဝန်ဆောင်မှုနဲ့ဆေးထောက်ပံ့တွေဆက်လက်ပေးသွားမယ်လို့ပြောဆိုပါတယ်ခင်ဗျာ။ မရနိုင်ငံတော်အတွန်းရှိပါစေပြင်သစ်နိုင်ငံအတွန်းရှိပါစေလို့ကြွေးကြော်ခဲ့တဲ့ပြင်သစ်သမ္မတနီကိုလတ်ဆာကိုစီဟာတချိန်ကရာဇဝတ်မှုတွေကိုပြက်ပြက်သားသားဂိုင်တွင်မဲ့ပုံရိပ်ကိုဖော်ဆောင်ခဲ့ပေမဲ့အခုတော့ပြင်သစ်နိုင်ငံရဲ့ပထမဆုံးထောင်ချခံရမယ်ခေတ်သစ်သမ္မတဖြစ်လာတော့မှာပါလီဘီယာနိုင်ငံကနေမဲဆွယ်ရမုံငွေတွေတောင်းခံမှုရာဇဝတ်မှုမြောက်တဲ့ပူပေါင်းကြံစည်မှုဆွဲချက်တွေနဲ့အပြစ်ရှိကြောင်းတရားရုံးကဆုံးဖြတ်ပြီးသူ့ကိုထောင်ဒဏ်၅နှစ်ချမှတ်ခဲ့ပါလေဆာကိုစီကတော့ ချက်ချင်းမဲ့သူ့မှာအပြစ်မရှိကြောင်းသတင်းတောက်တွေကိုထပ်လောင်းပြောကြားခဲ့ပါတယ်။ It's evil absolutely. သူတို့ကကျွန်တော်ထောင်ထဲမှာအိပ်စေခြင်းနဲ့ဆိုရင်တော့ကျွန်တော်ထောင်ထဲမှာအိပ်ပါမယ်။ဒါပေမဲ့ကျွန်တော်ရဲ့ခေါင်းကိုတော့မော့ထားမှာပါလို့စာကိုစီကပြောခဲ့ပါတယ်။တချိန်ကအစင်တန်းမြင့်မြင့်တမ္ပရာလူလူတွေခေါ်ဆိုခဲ့တဲ့အသက်80အရွယ်တမ္ပရာဟောင်းတယောက်တည်းတော့အခုချိန်ဟာမထင်မှတ်လောက်တဲ့ကြာဆုံးမှုတစ်ခုဖြစ်နေပါတယ်။ Il paye pour les fautes qu'il a fait si réellement il les a faites. ဘယ်လိုစာကိုစီဟာသူ့အမှားကျွလွန်ခဲ့တယ်ဆိုရင် အဲ့ဒါအတွက်ပြန်ပေးဆက်နေရတာလို့ပြောပါတယ်အစိုးရထဲမှာအဲ့ဒီလိုလူတွေအားလုံးကိုအဲ့ဒီလိုပဲလှုပ်တင်ပါတယ်အဲ့ဒီမှာလိန်ညာတဲ့သူတွေတော်တော်များများရှိတယ်လို့ကျွန်မထင်တယ်လို့ပါရီမျိုးကံအမျိုးသမီးတူကပြောဆိုပါတယ်စာခိုစီဟာပြည်ထောင်ဝင်ကြီးပြီးတော့ဗန်နိုင်းဝင်ကြီးကနေ2009ခုနှစ်မှာပြင်သစ်သမ္မတဖြစ်လာခဲ့တာပါသူရဲ့သမရတတန်းတွင်ပြင်သစ်နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်မှုကတိပြုခဲ့ပါတယ်။သမရယာဒုကနေထွက်ခွာပြီးမကြာခင်မှာပဲတရားစွဲဆိုမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးအဂတိလိုက်စားမှု ဩဇာအာဏာအလွဲသုံးစားမှုနဲ့တရားမဝင်မဲဆွယ်ရမငွေသုံးစွဲမှုတွေနဲ့တရားစွဲဆိုခံခဲ့ရပါတယ်။အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုကိုဥဆောင်နေသူဆန်ဒရာကော့ဆက်ကတော့တရားရုံးဆုံးဖြတ်ချက်ကိုချီးကျူးထောက်ခံခဲ့ပါတယ်။ So it's a strong uh, signal for the state of law ။ဒါကတရားဥပဒေစိုးမိုးရေးအတွက်ခိုင်မာတဲ့ဆောင်ရွက်မှုတစ်ခုပါ။နိုင်ငံတော်ရဲ့အမြင့်ဆုံးအဆင့်ကဖြစ်နေရင်တောင်အရေးယူခံရမယ်ဆိုတာကိုပြလိုက်တဲ့ခိုင်မာတဲ့သက်သေပြမှုတစ်ခုပါပဲ။ပြီးတော့ဒါကနိုင်ငံရေးတရားခွင်မဟုတ်ပါဘူး။ ဒါကနိုင်ငံရေးသမားတချို့အတွက်တရားခွင်ပါဒါအရန်ကွာခြားပါတယ်လို့ Sandra Cossack ကပြောဆိုပါတယ်တမနာဟောင်းစာကူစီဟာအခုလိုတရားဥပဒေကြောင်းအရစိန်ခေါ်မှုတွေရှိနေပေမဲ့သူ့ရဲ့နိုင်ငံရေးဩဇာလွှမ်းမိုးမှုကတော့ရှိနေဆဲဖြစ်ပြီးလက်ရှိပြင်သစ်တမနာ Emmanuel Macron နဲ့လည်းပုံမှန်စကားပြောဆိုမှုတွေရှိတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်ဒါနဲ့ပတ်သက်ပြီးအစိုးရကမှတ်ချက်ပေးတုံ့ပြန်ခြင်းမရှိပါဘူးခင်ဗျာ ကြီးဟာ တောင်နှလုံးချမ်းမြေရပြင်အထက်625မီတာပေ2050အမြင့်မှာတည်ရှိပါတယ်။ဒီုံနိုင်ငံဟာကမ္ဘာမြေဆုံတံတားကိုတရားဝင်ဖွင့်လှစ်လိုက်ပါပြီ။အရင်ကတနအီကြာခဲ့တဲ့ခီးကိုခုဆိုရင်2မိနစ်ပဲကြာတော့မှာဖြစ်ပါတယ်။ကွေကျိုးပြည်နယ်မှာရှိတဲ့ဟွာချန်းကျောင်းကန်ညွန်တံတားကိုတည်ဆောက်ဖို့၃နှစ်ကြာခဲ့ပြီးဘီလက်မြေနဲ့တမနီတန်းချင်း2200အသုံးပြုခဲ့တာပါ။ပြီးခဲ့တဲ့လကစမ်းသပ်ရေးဖွဲ့ဟာတရားရဲ့ခိုင်ခံ့မှုကိုစမ်းသပ်ဖို့ကုန်တင်ကား96စီးကိုတတ်မှတ်နေရရေးစီးပေါင်းနေခဲ့ပါတယ်။ တရားနဲ့ဆက်သွယ်ထားတဲ့လမ်းမကြီးကလည်းအထင်ကြီးစရာကောင်းပြီးခွေးကောက်တဲ့လမ်းကြောင်းတစ်လျှောက်တောင်တွေကိုဖြတ်ဖောက်ထားပါတယ်။ဝါချန်းကန်ယုံတရားဟာကွေကျိုးရဲ့ရတနာတစ်ခုခီးသွွားဆွဲဆောင်ရနေရာတစ်ခုဖြစ်နေပါတယ်။ဒီလိုမျိုးကောင်းငင်ဘုံကလမ်းတွေဟာပြည်နယ်တဝန်းလုံးမှာရှိနေပြီးဤပညာစမ်းသပ်မှုတွေဟာတရုတ်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုပြသနေပါတယ်။ရန်စီမြစ်ပေါ်မှာဆိုရင်ဒီအသစ်ဆက်ဆက်ကျိုးတရားက30ကီလိုမီတာရှည်လျားပြီးနိုင်ငံတွင်းအရှိဆုံးတရားဖြစ်လာပါတယ်။ချန်ချန်းဒီသားမှာလည်းနောက်ထပ်ကြီးမားတဲ့စီမံကိန်းတစ်ခုပေါ်ထွက်လာတော့မှာပါ။ နောက်ထပ်လာနေငယ်တွင်မှာပဲဒီမြေဝကျွန်းပေါ်ဒေသတစ်ခုလုံးကိုဒီလမ်းမကြီးကဖျက်ဆီးသွားမှာဖြစ်ပါတယ်။ဒီအဆိုရဟာသူ့ရဲ့အခြေခံအဆောက်အုံတိဆောက်ရေးစွမ်းဆောင်ရည်ကိုကန့်သက်ချက်မရှိပြသနေတာပဲဖြစ်ပါတယ်ခင်ဗျာ။မနွေဦးခရိုနီကယ်စက်တင်ဘာ26ရက်နေ့ ဒါကဘာလုံးအတိုင်းအတာနဲ့အစိုးဘက်ဦးတည်နေတဲ့ခေတ်နောက်ထပ်ဖြစ်ပွားလာနိုင်တဲ့ကမ္ဘာစစ်ပွဲကြီးတွေကိုရှောင်လွှဲနိုင်ဖို့ရည်ရွယ်ချက်နဲ့ဒုတိယကမ္ဘာစစ်ပြီးပြီးချင်းလပိုင်းအတွင်းမှာကုလသမဂ္ဂအဖွဲ့ကို1945ခုနှစ်ဇွန်လမှာဖွဲ့စည်းခဲ့ပါတယ်။လူပေါင်းတန်း80နီးပါးတည်ကြည်ခဲ့ရတဲ့ဒုတိယကမ္ဘာစစ်ကြီးရဲ့တန်းကိုနေချက်ကိုလိုနီနိုင်ငံကြီးတွေရော တက်သစ်စာနေချက်ကိုလိုနီဖြစ်ဖို့ကြိုးပမ်းတဲ့စစ်ပွဲကိုစတင်တိုက်ခိုက်ဖို့စိတ်အားထက်သန်ခဲ့ကြတဲ့စစ်အင်အားကြီးနိုင်ငံတွေသာမကပဲနှစ်ရှည်ကြာကိုလိုနီအဖြစ်ကြားရောက်ခဲ့ကြတဲ့နိုင်ငံတွေပါစစ်မြေပြင်စစ်တလင်းဖြစ်ပြီးတော့လက်နက်ကင်တွေရောအရက်သားတွေပါမကြံကမ္ဘာစစ်ကြီးထဲမှာအသက်ဆုံးရှုံးခဲ့ကြရတာဖြစ်ပါတယ်1939ခုနှစ်ကနေ1945ခုနှစ်ထိချောင်းနှစ်ကြာတိုက်ခိုက်ခဲ့ကြတဲ့ဒုတိယကမ္ဘာစစ်ကြီးကရှေ့သမျှစီးပွားရေးအင်အား လက်နက်အင်အားဤပညာအကုန်အသုံးချပြီးတော့တိုက်ခိုက်တပ်ဖြတ်ခဲ့ကြရမှာဥရောပမှာစစ်ပွဲပြီးဆုံးပြီးတဲ့နောက်၃လကျော်အကြာ အရှိအာရှကဂျပန်နိုင်ငံကိုလူသိန်းနဲ့ချီတီးစီခဲ့တဲ့အနုမြူဘုံနှလုံးကျေးချပြီးတော့စစ်ပွဲကိုနောက်ဆုံးပိတ်အဆုံးသတ်ခဲ့ပါပြီဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ဒီလိုစစ်ပွဲတွေလာမဲ့ဆယ်စုနှစ်တွေအတွင်းသို့မဟုတ်ဆယ်စုနှစ်၄၅ခုအတွင်းမဖြစ်ပွားလို့တော့တဲ့ဆန္ဒတွေက ကုလသမဂ္ဂဖွဲ့စည်းဖို့စီစဉ်စီခဲ့တာဖြစ်ပါတယ်။စစ်ပွဲမှာဥဆောင်ပါဝင်ခဲ့ကြတဲ့အနိုင်ရခဲ့ကြတဲ့ဗြိတိရှအမေရိကန်ပြည်ထောင်စုနဲ့ရုရှားနဲ့အခြားသောနိုင်ငံတွေအဖွဲ့ဝင်နိုင်ငံတွေအဖြစ်ပါဝင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ကုလသမဂ္ဂဖွဲ့စည်းစဉ်ကဒီရွယ်ချက်ကကမ္ဘာစစ်ပွဲကြီးတွေနောက်ထပ်မဖြစ်ပွားလာဖို့ကာကွယ်တားဆီးဖို့နိုင်ငံ အချင်းချင်းအကြားပြည်ထနာတွေကိုဆွေးနွေးခြင်းအပြေရှားခြင်းနိုင်ငံတကာသဘောတူညီချက်နိုင်ငံတကာလိုက်နာရမယ့်ဥပဒေ သဘောတူညီမှုတွေချမှတ်ခြင်းလိုင်းနာစီခြင်းလိုင်းနာခြင်းမရှိခဲ့ရင်စည်ရီးမဟုတ်တဲ့အရေးယူဆောင်ရွက်မှုနီးလန်းတွေစသဖြင့်ရေးဆွဲချမှတ်ခဲ့ကြပြီးမြန်ခု2025ခုနှစ်နှစ်ပေါင်း80ကြာမြင့်ချိန်မှာကဘာကြီးဟာစစ်ပွဲရဲ့နှုတ်ခမ်းကိုနီးကပ်လာနေတယ်လို့ကုလသမဂ္ဂအဖွဲ့ကိုလူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ကမ္ဘာဒုက္ခသည်ကုညီကေဆယ်ရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစီအစဉ်တွေ လှုပ်ဆောင်တဲ့အဖွဲ့အစည်းမျိုးမှသာမှတ်ယူလာကြတဲ့အခြေစိုက်ရောက်လာတာတွေ့ရမှာဖြစ်ပါတယ်။အထူးသဖြင့်ကမ္ဘာအင်အားကြီးနိုင်ငံတွေလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေကို၌ကဒီအဖွဲ့ကြီးကိုရက်ရွာတွေကပရာဟိတအဖွဲ့သားသားမှတ်ယူလာကြပြီးတော့နိုင်ငံရေးတိုက်ခိုက်ဟောပြောရာစင်မြင့်တစ်ခုအနီးထားမျိုးသာသဘောထားလာကြတာဖြစ်ပါတယ်။ ုရက်ပိုင်းနယူးယောက်မြို့မှာကျင်းပနေတဲ့ကုလသမဂ္ဂရဲ့နှစ်လင်းကြီးလာခံကိုအကဲခတ်ကြည့်လိုက်မယ်ဆိုရင်ဟာမတ်ရှင်လင်းချေမှုန်းရေးခေါင်းစဉ်အောက်ကဆက်စင်ရေးနှစ်နှစ်နီးပါးကာလအတွင်းခလေးငယ်အမျိုးသမီးတက်ကြီးရွယ်ဦးအပါအဝင်အယက်သား6000ကျော်တည်ဆုံးခဲ့ရတဲ့ပါလက်စတိုင်းကအစိုးရအဖွဲ့ဝင်ကိုကုလသမဂ္ဂညီလာခံလာရောက်ဖို့ဗီဇာမပေးဖို့အမေရိကန်သမ္မတကဆုံးဖြတ်ခဲ့ပါတယ်။ညီလာခံမှာနိုင်ငံကောင်းဆောင်တွေရဲ့အလှည့်ကျမိန့်ခွန်းပြောဆိုကြရမှာလဲ သမရထရန်ကဂူလာသမဂအဖွဲ့ကိုအပြစ်တင်ပြောဆိုခဲ့တယ်လို့မဟာမိတ်အနောက်ဥရောပနိုင်ငံတွေကိုလည်းရွှေ့ပြောင်းဝင်ရောက်သူတွေကိုလက်ခံနေခြင်းအပေါ်အပြစ်တင်ခဲ့ကကမ္ဘာရာသီဥတုပြောင်းလဲမှုတရီပီလှုံ့ဆော်မှုတွေကိုလည်းပြစ်တင်ပြောဆိုခဲ့ကသူ့အနေနဲ့ကမ္ဘာနိုင်ငံအချင်းချင်းအကြားစစ်ပွဲဖြစ်ပွားတဲ့အခြေအနေကိုရပ်တန့်အောင်လှုံ့ဆော်နိုင်ခဲ့ကြောင်းအဆက်ကင်းမဲ့စွာကိုယ်ရည်သွေးပြောဆိုခဲ့ပါတယ်ကုလသမဂအနေနဲ့လုံခြုံရေးကောင်စီမှာ ဗီရိုအာနာ၃ခွင့်ရှိတဲ့အင်အားကြီးနိုင်ငံတချို့ရဲ့နိုင်ငံတကာဥပဒေကျင့်ဝတ်တွေကိုချိုးဖောက်ကာကျူးကျော်မှုတွေလှုံ့ဆော်ခဲ့ကြရတာကကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေတိုက်တွန်းချက်တွေအရေးမပါအရာမရောက်တော့တာစေစုနဲ့အတန်းကြာခဲ့ပြီဖြစ်ပါတယ်။လက်တလောဂါဇာကမ်းမြောင်မှာဖြစ်ပွားနေတဲ့အမေရိကန်နဲ့အနောက်ဥရောပနိုင်ငံတချို့ကလက်နက်ခဲယမ်းဤပညာတရင်အချက်လက်အထောက်ပံ့ရရှိနေတဲ့အစ္စရေးစစ်တပ်ရဲ့ဟာမတ်ရှင်လင်းချီမုံရေးခေါင်းစဉ်တက်ထားတဲ့ လူမျိုးတုံးတက်ဖြတ်မှု အစာရေစာဖျက်တောက်မှုတွေကိုကုလသမဂ္ဂကရှုတ်ချသည့်အချိန်ဗေနိုင်ငံကမှတားဆီးနိုင်ခြင်းမရှိပါဘူး။ဂါဇာကမ်းမြောင်မှာပါလက်စတိုင်းအရက်သားတွေတက်ဖြတ်ခံနေရခြင်းဟာဟာမတ်အဖွဲ့ကိုချေမှုန်းရေးမဟုတ်ဘဲအစ္စရေးရဲ့ငြင်းကြီးချဲ့ထွင်ရေးပါလက်စတိုင်းအရက်သားနှစ်တန်းကျော်ကိုအင်းနီချင်းနိုင်ငံဖြစ်စီဒေသတွင်းနိုင်ငံတွေစီကိုဖြစ်စီပြောင်းရွှေ့အခြေချအောင်ရည်ရွယ်လှုံ့ဆော်နေတာထင်သာမြင်သာတဲ့အချက်ဖြစ်ပါတယ်။ ဒီလိုလူမျိုးသုံးတပ်ဖြတ်မှုတွေကိုကျူးလွန်နိုင်ခြင်းဟာနယ်မြေချဲ့ထွင်နိုင်အောင်လက်နက်ငွေကြေးကြိုးကြောင်းစီလျော်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့တန်တမာရေးအရာအားပေးထောက်ခံနေတဲ့အမေရိကန်ပြည်ထောင်စုလိုနိုင်ငံကြီးတွေကြောင့်ဖြစ်ပါတယ်။ဒီအခြေအနေတွေမှာကုလသမဂ္ဂကမစွမ်းဆောင်နိုင်တော့တာထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်ပြီး180အကြမှာကမ္ဘာအင်အားကြီးနိုင်ငံတွေအလေလက်အင်အားရှိတဲ့နိုင်ငံ အနုမြူလက်နက်လက်ဝဲရှိတဲ့နိုင်ငံ စတဲ့နိုင်ငံတွေအနေနဲ့ကုလသမဂ္ဂမှာ ပြဿနာကိုအပြေရှားကြဖို့ထက်စည်ရေးမဟာမိတ်ဖွဲ့စည်းလာကြတာတဖြည်းဖြည်းပေါ်လွင်ထင်ရှားလာပါပြီ။ရုရှားနဲ့ရင်ဆိုင်ထားဖို့နေတိုးစည်ရေးမဟာမိတ်အဖွဲ့ကိုငကူကအမေရိကန်၊ကနေဒါနဲ့အနောက်ဥရောပနိုင်ငံတွေသာပါဝင်ခဲ့ကြပြီမြင်ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုသုံးခုအတွင်းချဲ့ထွင်ခဲ့ကဆိုဗီယက်ပြည်ထောင်စုကနေလွတ်လပ်လာခဲ့ကြတဲ့အရှေ့ဥရောပနိုင်ငံတချို့စကန်ဒီနေဗီးယားနိုင်ငံတချို့ပါ ပါဝင်လာခဲ့ကြပြီးတော့လက်ရှိယူကရိန်းရုရှားစစ်ပွဲဟာ NATO အဖွဲ့နေမြေချဲ့ထွင်ခြင်းကအကြောင်းခံတာလည်းဖြစ်ပါတယ်။ဒါအပြင် အရှေ့အာရှပစိဖိတ်ဒေသမှာ QUAD လို့စည်ရေးမဟာမိတ်အဖွဲ့ဩစတြေးလျဗြိတိန်နဲ့အမေရိကန်ပါဝင်တဲ့ ANKUS နိုင်ငံသဘောတူညီမှုဩစတြေးလျနယူးဇီလန်အမေရိကန်တို့ပါဝင်တဲ့ ANZUS သဘောတူညီမှုအမေရိကန်နဲ့ဂျပန်အကြားအမေရိကန်နဲ့ဖိလစ်ပိုင်အကြားအမေရိကန်နဲ့တောင်ကိုရီးယားနိုင်ငံအကြားလုံခြုံရေးသဘောတူညီမှုစာချုပ်တွေကလက်တလောထွက်ပေါ်လာတာမဟုတ်တိတိုင်တည်ဆဲမဟာမိတ်တွေဖြစ်ပါတယ်စန်ဂျင်ဘက်အုပ်စုမှလည်း SCO လို့ခေါ်တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့လိုမျိုးရှိနေတာပါမကြသေးခင်ကအရှေ့အလယ်ပိုင်းကအစ္စရေးရဲ့ပိုးကျလာမှုတွေကိုစိုးရိမ်လာတဲ့ဆော်ဒီအာရေဗျနိုင်ငံကအနုမြူလက်နက်လက်ဝယ်ရှိတဲ့ပါလက်စတိုင်းနဲ့ နှစ်နိုင်ငံလုံးကျုံသဘောတူညီမှုတရက်လက်မှတ်ထိုးခဲ့တာအသည့်ဖြစ်ထွန်းမှုတစ်ခုဖြစ်ပါတယ်။ဒီအခင်းချင်းအခြေအနေတွေမှာယူကရိန်းသမ္မတဇယ်လန်စကီးက၃နှစ်ကျော်ကြာလာပြီဖြစ်တဲ့သူ့နိုင်ငံရဲ့စစ်ပွဲကရတဲ့အတွေ့အကြုံအပေါ်အခြေခံပြီးတော့အားကောင်းတဲ့မဟာမိတ်တွေအင်အားကြီးနိုင်ငံတွေမရှိရင်ကျန်တာတွေကဘာမှအလုံးမဖြစ်ကြောင်ပြောဆိုခဲ့ပါတယ်။ဆိုလိုရင်းကအင်အားကြီးနိုင်ငံတွေနဲ့စစ်ရေးမဟာမိတ်ဖွဲ့မှုကသာလျှင်ဖြစ်တဲ့ကဘာမှာလုံခြုံရေးကိုအာမခံနိုင်မဲ့ အချက်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါကိုကြည့်ရင်ကဘာကြီးဟာနိုင်ငံတကာဥပဒေသဘောတူစာချုပ်လိုက်နာရမယ့်စီးမြင်ဥပဒေတွေထက်စည်ရေးအင်အားကသာအဆုံးဖြတ်ဖြစ်လာနေပြီဆိုတာကို ပြဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာ။